ဒီချက်မှတစ်ခုကနေမရေတက်နိုင်တဲ့ဖြစ်တည်မှုများဆိုခွဲထွက်လာပြီးတော့အပြိုင်ကဘာတွေကပေါပေါလာခဲ့ပါတယ်။ဒါတွေကိုစောင့်ချနေတဲ့သူကတော့ဝါရှာဆိုတဲ့သူပါ။ဒီကဘာမှာတော့ Bruce Banner ဟာကဘာမြေပေါ်ကလူသားတွေကို Thanos ကအနေနဲ့ပြုတ်ရမယ်ဆိုတဲ့အကြောင်းကိုသတိပေးဖို့အတွက်ခြေစင်းစုကနေပြုတ်ကြလာပါတယ်။ဒါပေမဲ့သူတွေ့လိုက်ရတဲ့ကဘာဟာသူမမိတဲ့ကဘာမဟုတ်တော့ပါဘူး။လမ်းပေါ်မှာလူရဲ့အခြေတရားမှမရှိဘဲ၆ကတဲ့မျိုးကြီးဖြစ်လို့နေပါတယ်။ အဲအချိန်မှာပဲတာနုရဲ့တမန်တော်တွေရောက်ရှိလာပြီးကဘာဘောကလူသားတွေကိုတာနုလက်ထက်မှာတရားတော်မှာပြောင်းပြောင်းနေတော့မှာပဲမက်ချစ်ပေါ်တဲ့တဲ့ကနေအာယုံမန်တို့အဖွဲထွက်လာပြီးတက်ခိုက်လိုက်ကြပါတယ်။ဒါပေမဲ့အာယုံမန်တို့အဖွဲရဲ့တက်ခိုက်ပုံတွေကငုံမမှန်ဖြစ်နေတာကိုဘန္နန်တယောက်တတိချမိခဲ့ပါတယ်။ထင်းတဲ့အတိုင်းအာယုံမန်တို့အဖွဲဟာဆုံးပြီးလေးဖြစ်နေခဲ့ပြီးတာနုရဲ့တမန်တော်တွေကလည်းဆုံးပြီးလေးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အသေးစိတ်လွတ်ပြီးဆုံးပြီးဖြစ်နေတဲ့အာယုံမန်တို့ကဘန္နာကိုထပ်ပြီးတက်ခိုက်ဖို့လုပ်နေတော့မှာပဲဒေါက်တာစတရင်းရဲ့ဝေယုံကဝန်ရံကူညီခဲ့ပါတယ်။ ဒါပေမဲ့အင်အားချင်းမမျှတာကြောင့်ဆုံမီရဲစီကဘန်နာအကိုက်ခံရလို့နေနေမှာပဲဟုတ်နဲ့စပိုင်ဒါမန်တို့ကလာရောက်ကယ်တင်သွားခဲ့ပါတယ်။ဒါတွေအားလုံးရဲ့အဆောက်အအုံပြောရမယ်ဆိုရင်လွန်ခဲ့တဲ့နှစ်ပတ်လောက်ကဒေါက်တာဟပ်ပင်တရားကိုပျောက်ဆုံးနေတဲ့ဇနီးတွေကိုရှာဖို့အတွက်ကွာတန်လောကတွေကိုခရီးထွက်ခဲ့ပါတယ်။ဒါပေမဲ့ဒီကမ္ဘာမှာတော့ဒေါက်တာဟပ်ပင်ရဲ့မိမကကွာတန်ပိုင်းရဲ့ပိုကူးဆက်ခံခဲ့ရပါတယ်။ဒီပိုင်းရဲ့ပိုဟာအပြင်ကမ္ဘာတွေရောက်ရှိလာပြီး24နာရီအတွင်းမှာပဲအနောက်မြောက်ပစိဖိတ်ဒေသတစ်ခုလုံးကိုကူးဆက်ခံလိုက်ရပါတယ်။ ဒါကိုတားဖို့အတွက်ဗန်ညာအဖွဲ့လာရောက်ခဲ့ပေမဲ့သူတို့လည်းကိုးစားခံလိုက်ရတာကြောင့်ဘလို့မှလွတ်ဖို့အခွင့်အလမ်းမရှိခဲ့တော့ပါဘူးအဲဒီနောက်မှာတော့နောက်ဆုံးကျန်ရသူတွေအဖြစ် Spider-Man, Happy, Okori, Agent Carter, Bruce Banner နဲ့ Bucky တို့ဟာအခြားကယ်ဆယ်ရေးစခန်းမှာကုသဖို့နီလန်ရှာဒေတာကြောင့်တင်ရန်ရှိခဲ့ပါတယ်အဲဒီစခန်းကတော့ New Jersey ကအခြေစိုက်စခန်းတစ်ခုပါဒါကြောင့် New Jersey ကိုတားဖို့အတွက်မြေဟောက်ဂျတာကိုအသုံးပြုဖို့သဘောတူခဲ့ကြပါတယ် ။ဒါပေမဲ့ယထာက engine ဆက်မလို့တာကြောင့် engine လုံးအောင်ကြိုးစားနေတော့မှပဲ zombie တွေကရုတ်တရက်ဝင်အောင်တိုက်ခိုက်ခဲ့ကြပါတယ်။ zombie တွေထဲမှာမှ hot eye zombie ရဲ့လက်ချက်ကြောင့် happy တရား zombie ဖြစ်ပြောင်းသွားခဲ့ပါတယ်။ Agent Carter လည်း Zombie Captain America ကိုက်တာခံလိုက်ရပြီး Zombie အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဒါကိုသိသိချင်မှာပဲ Bucky နဲ့ Hawkeye လာရောက်ကူညီခဲ့ပေမဲ့အချိန်မမီတော့တဲ့အပြင်ဟုတ်ပါတန်ရတဲ့ Zombie တွေးတွေဝင်သွားခဲ့ပါတယ်။ ဒါကြောင့်ဆုံးပြီးအဖြစ်ပြောင်းသွားတော့မယ်ဟုတ်ဟာနောက်ဆုံးအနေနဲ့ Spider-Man တို့အဖွဲ့ကိုဇွန်ဘီအုပ်ကြီးကိုကြော်ပြီးအခြေစိုက်စခန်းစီကိုပို့ဆောင်ပေးခဲ့ပါတယ်။အခြေစိုက်စခန်းကိုရောက်လာတဲ့ Spider-Man တို့ကတခုခုထူးခြားနေတာကိုသတိထားမိခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဇွန်ဘီတွေကအခြေစိုက်စခန်းတွေကိုဝင်ရောက်လာခြင်းမရှိဘဲအပြင်မှာဒီတိုင်းရှိနေကြလို့ပါ။ဘာကြောင့်ဒီလိုဖြစ်နေရလဲဆိုပြီးစုံစမ်းကြည့်တဲ့အခါမှာတော့အဲစကန်မှာပေရှင်ရှိနေပြီးပေရှင်ရဲ့နှစ်ဖူးကမိုင်းစတုန်းကြောင့်ဇွန်ဘီရဲ့အနာဂတ်လို့မြင်ရဖြစ်ကြောင်းပေရှင်ကရှင်းပြပါဗျာ။ မိုင်းစတုန်းနဲ့ကုသနိုင်တဲ့နီလန်ကိုတွေ့ထားကြောင်းသူကိုယ်တိုင်သတင်းလဲခဲ့တာဖြစ်ပြီးစကော့လန်ကိုလည်းကယ်တင်နိုင်ငံကြောင်းပြတ်သားခဲ့ပါတယ်။ဒါပေမဲ့ခန္ဓာကိုယ်ကကုမီယာအောင်ပျက်စီးနေပြီးမို့စကော့လန်ရဲ့ဥက္ကဋ္ဌကိုသာကယ်တင်နိုင်ခဲ့ပါတယ်။အဲအချိန်မှာပဲဘက်ကီးယားအနီတဝိုက်ပတ်ကြည့်အောင်မယ်ဆိုပြီးထွက်သွားခဲ့ပါတယ်။အဲနာမှာတော့ဝါကန္နာကောင်းဆောင်ဘလက်ပန်နာကိုခြေတစ်ဖက်ပြည့်ရတဲ့ဘက်ကီးယားတွေ့ရှိခဲ့ပါတယ်။ လပ်ပန်နာကဒီနေရာဟာထောင်ထောင်တသက်ဖြစ်ကြောင်းပေရှင်ရာဆိုမီဖြစ်သွားတဲ့ဝန်နာကိုဒီစခန်းမှာထင်ထင်တာပြီးလူသားတွေကိုအစာဖြစ်ကျွေးနေကြောင်းပြောပြီးဒီနေရာကအမြန်ထောက်ခါဖို့ပြောခဲ့ပါဗါတယ်။သို့ပေမဲ့အစွမ်းကြီးတဲ့ဝန်နာဟာထဲမရတော့ပဲစတဲ့တောင်းကြမှာတော့တယ်။ကိုမားကိုတီဝါတဲ့ပေရှင်ရာသူနှစ်ဖူးကမိုင်းစတုန်းကိုထုတ်ယူပြီးဘရုစ်ပန်နာတို့ကိုပေးပြီးနောက်ဒီနေရာကနေအမြန်ထွက်သွားတော့ဖို့ပြောလိုက်ပါတယ်။သို့ပေမဲ့အစွမ်းကြီးတော်နဲ့ဝန်နာကိုထိမှုအတွက်ပန်နာနဲ့ပကီယာနေရခဲ့ပြီးစပိုင်ဒါမန်စကောနဲ့ဘလက်ပန်နာတို့တောင်းရောက်ကိုတာဝကန်နာကိုတောင်းဖို့ပြောခဲ့ပါတယ်။ အဲနာမှာတော့ဝါကန်နာကိုသူတို့တောင်းရောက်ထလာခဲ့ကြပေမဲ့စတုံးကားလုံးကိုပိုင်ဆိုင်ထားတဲ့ဆွန်ဘီတာနိုကြီးကဝါကန်နာမှာစောင့်ကြိုနေခဲ့ပါတယ်။စပိုင်ဒါမန်တို့ဟာမိုင်းစတုံးကိုဝါကန်နာကဆက်ပစ္စည်းရဲ့နဲ့ပေါင်းပြီးဒီဗိုင်းရပ်ပိုးကိုတိုက်ဖြတ်ဖို့ရည်ရချက်နဲ့ရောက်လာခဲ့ကြတာပါ။ဒါပေမဲ့သူတို့တွေ့ထတဲ့လုံမဖြစ်လာခဲ့ပါဘူး။ဆမိုင်းတန်းတို့ကနောက်ဆုံးကြံတဲ့မိုင်းစတုံးကိုယူဖို့အတွက်ဝါကန်နာကနေကြိုးစောင့်နေလိုပါ။ကြတော့ငါးတော့ကိုပိုင်ဆိုင်ထားတဲ့တန်းတို့ကိုရှင်းချဖို့ဆိုတာစပိုင်ဒါမန်တို့အတွက်တော့လုံးဝမလွယ်ကူပါဘူး။အဲ့ဒီအချိန်မှာပဲတော့ခရူးနဲ့ရော့ကက်တို့ရောက်ရှိလာပါတယ်။ ။သူမေမေဆွမ်းအားကျလုံးနဲ့စုပိုင်းတန်းတို့ကိုအနိုင်မယူနိုင်ခဲ့ပါဘူး။ဘတ်တရအရန်ကျလုံးနာကြောင့်မြေရောက်ကတပေါင်းဖို့ဥတိုင်းတဲ့ကဗိုက်ဘီနီရဲ့အရေးချိုးတွင်းကြီးဟာထွက်ပေါ်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့တန်းတို့လက်အောက်မှာစပိုင်ဒါမန်ကိုရှုံးနေခဲ့ပြီးတန်းတို့ဟာစတုန်း၆လုံးကိုရရှိသွားခဲ့ပါတယ်။ဘလုံးမမတနိုင်တဲ့အဆုံးမှာတော့ဘလက်ပန်နာဟာအားလုံးရဲ့ကိုစားသားနှုတ်ကိုဘိုင်ဘယ်နီယံအရေးချိုးတွင်းကြီးတဲ့ကိုသူနဲ့အတူဆွဲခေါ်ပြီးတော့အသက်ပေးသွားခဲ့ပါတယ်။ အရာအားလုံးပြီးဆုံးသွားပြီတင်ခဲ့ပေမဲ့ကျွန်တော်နေရဲ့ဆွမ်းအားဟာပပလက်ဖြားထွက်လာပြီးအရှိတရားတွေကိုဖျက်ဆီးသွားခဲ့ပါတယ်။လွတ်ထွက်လာတဲ့ဆွမ်းအားတွေစီက Spider-Man နဲ့ Scott ဟာထွက်ပြေးရင်းနဲ့မော်ဆရာရဲ့ကယ်တင်ခြင်းကိုခံလိုက်ရပါတယ်။ထို့နောက်မော်ဆရာတွေကတခုခုကသူတို့စီလာနေပြီဖြစ်ကြောင်းနဲ့တိုက်ပွဲဝင်ရတော့မည်ဖြစ်ကြောင်းပြောဆိုပါတယ်။ဒါပေမဲ့ငါတို့ကြီးပဲရင်ဆိုင်ရမှာမဟုတ်ပဲအခြားသူတွေလည်းရှိသေးကြောင်းပြောခဲ့ပါတယ်။အခြားတစ်ဖက်မှာလည်းဆိုမီကဆိုးကြီးကနေအသက်ရှင်မှုအတွက်ကမလာရီရီနဲ့ဘီရှော့တို့တောင်းရောက်ဟာရုန်းကန်နေရပါတယ် ဒါအပြင် Friday ဆိုတဲ့ဆက်ရုပ်လည်းအပါအဝင်ဖြစ်ပါတယ်။တရက်မှာတော့သူတို့စီကိုချက်လျင်တစည်းပြကြလာပါတယ်။ဗမာပါမလဲဆိုပြီးတော့ရောက်ဆက်စုရင်တိတ်ပြီးထင်ရတဲ့ရမောင်းစုံမီပိုက်တဲ့ကဆက်ပစ္စည်းတစ်ခုကိုတွေ့ရှိခဲ့ကြပါတယ်။တောင်ရောက်တာတော်ကီဖုန်းနေတော့မှာပဲဇွန်မိုင်းဟော့အိုင်ကမြားနဲ့လှမ်းပြပြီးတိုက်ခိုက်တာအကြောင်းပြန်ပြီးခဲ့ကြရပါတယ်။အိမ်ပြန်ရောက်လာတဲ့အခါမှာတော့သူတို့ရလာတဲ့ဆက်ပစ္စည်းကဗမာလဲဆိုပြီးစုံစမ်းရင်းအာကာသအချက်ပစ္စည်းတစ်ခုဖြစ်နေတာကိုသိခဲ့ရပါတယ်။ အဲရာဟာဆိုမီကဆုကနေကဘာကြီးကိုကဲတင်နိုင်တဲ့အရာဆိုတာသူတို့တောင်းရရှိမိခဲ့ကြပါတယ်။ဒါပေမဲ့ဆက်ပစ္စည်းကိုရှီကုတ်တွေနဲ့ပိတ်ထားတာကြောင့်ကုတ်တွေကိုဖြည့်ဖို့အတွက်ရှီမာသာဘုတ်ကိုလိုအပ်လာပါတယ်။ဒါကြောင့်မာသာဘုတ်ရှိတဲ့နေရာကိုသူတို့တွေတော့ပို့ဆောင်ပြလိုက်ကြပါတယ်။တစ်ဖက်မှာလည်းအဲဆက်ပစ္စည်းကိုရဖို့အတွက်ကြိုးစားနေတဲ့ဆိုမီအုပ်ကြီးကလည်းရှီလိုနေပါတယ်။ထို့နောက်ကမလာတို့ဟာမာသာဘုတ်ရှိတဲ့နေရာကိုခရီးထွက်လာခဲ့ကြပါတယ်။အစာပိုင်းမှာတော့ခရီးကအစဉ်ပြေခဲ့ပေမဲ့ခဏအကြာမှာတော့ကောင်းငင်ကနေပေရမမသိတဲ့ရောင်ကြီးတွေကဆက်လိုက်ကြလာခဲ့ပါတယ်။ ောင်ကြီးဆွမ်းအားတွေကြောင့်ကမလာတို့ရဲ့ကားကလည်းမောက်သွားခဲ့ပြီးဇွန်ဘီတွေကလည်းကမလာတို့ကိုလာရောက်တိုက်ခတ်ခဲ့ပါတယ်။ဇွန်ဘီတွေနဲ့တိုက်ခတ်ရင်အပေါ်ကကျလာတဲ့ရောင်ကြီးဆွမ်းအားတွေကဇွန်ဘီဖြစ်နေတဲ့ကပရိမာပဲနဲ့အင်တာနက်အဖွဲ့တွေကအင်ကာရီတို့ရဲ့ဗတေကနဲ့ရောက်လာမှန်းသိရှိသွားခဲ့ပါတယ်။ဇွန်ဘီဖြစ်နေတဲ့ကပရိမာပဲကကမလာတို့ကိုပါတပ်ဖို့ကြိုးစားတာကြောင့် Kpishonel Radio ပြန်လည်ခုခံရင်ဗတေမှာတည်ဆုံသွားခဲ့ပါတယ်။ကမလာကိုတော့ Friday ကကယ်တော်သွားခဲ့ပြီးအချက်အလက်ဆက်ပစ္စည်းကိုပေးလာခဲ့ပြီးနောက်ပတ်တဲစီကိုပြန်သွားခဲ့ပါတယ် ။ဒါပေမဲ့ကပတိန်မှာပဲလက်ကနေမလွတ်နိုင်သေးပဲထွက်ပြေးရင်ကိုရှုနဲ့ဘယောက်ဝင်ပူစားတဲ့ဘလိတ်ကကမလာကိုကတင်ပေးခဲ့ပါဗါတယ်။အနောက်မှာတော့ကမလာနဲ့ဘလိတ်တို့နှစ်ယောက်ကမာတာဘောရှိမဲ့နေရာကိုအတူခီးဆက်ခဲ့ကြပါဗါတယ်။သူတို့ရောက်တဲ့အခါမှာတော့စကန်ဟာဆုံမီတွေကိုသိပ္ပံပညာနဲ့ထိန်းချုပ်ပြီးစကန်ကိုကာယထားတာကိုထူးဆန်းစွာတည်ရပါဗါတယ်။အစကမ်းမှာတော့မလီနာရာဂါဒီယန်နဲ့ရီလီနာတို့တော့ရှိနေခဲ့ပြီးကုတ်ဖြစ်နိုင်တဲ့မာတာပုတ်လည်းရှိနေခဲ့ပါဗျ ထို့နောက်ကုတ်ကိုဖြည့်ကြည့်တဲ့အခါမှာတော့ဒီဆက်လီယာအာဂါတာတဲ့ကနိုဘာကော့ဆိုတဲ့အဖွဲ့ကိုဆက်တဲ့ဖို့အတွက်ဖြစ်ပြီးအဲအဖွဲ့မှာဆိုမီယောဂကိုကုသနိုင်တဲ့နည်းလမ်းရှိချောင်းကိုလည်းပြသခဲ့ပါဗျ။ဒါပေမဲ့နိုဘာကော့ကိုအချက်ပြဖို့အတွက်အာဂါတာတဲ့ကိုသွားမှသာအလုံးလုံးမှဖြစ်ကြောင်းမလီနာကပြောခဲ့ပါဗျ။အဲအချိန်မှာပဲထိုဆက်ပစ္စည်းကိုရှာနေတဲ့ဆိုမီအဖွဲ့ကြီးဟာမလီနာတို့စခန်းကိုဝင်ရောက်တိုက်ခတ်ခဲ့ပါဗျ။ဒါကြောင့်စခန်းကိုကတ်လို့မရအောင်ပုံနေတဲ့ဒါစီပြမဲ့လဲအင်အားများလုံးနဲ့ဆိုမီတက်ကိုလုံးဝထိန်လို့မရတော့ပါဘူး။ ဒါကြောင့်ထပ်ပြကြရင်မလီနာဟာအနောက်ကလိုက်လာတဲ့ဇွန်ဘီတွေကိုတားဖို့အတွက်နေခဲ့ပြီးတော့ဇွန်ဘီတွေရဲ့လက်ချက်နဲ့တည်ဆုံသွားခဲ့ပါတယ်။မလီနာကြောင့်ဇန်တဲ့သူများလည်းဇွန်ဘီတွေရဲ့လက်ကပ်လွတ်အောင်ထပ်ပြနိုင်ခဲ့ကြပါတယ်။မလီနာရဲ့တည်ဆုံမှုကြောင့်အကောင်လုံးဝန်နဲ့နေကြပေမဲ့ထိုတည်ဆုံမှုကိုအလကားမဖြစ်စေချင်တာကြောင့်ကမ္မလာတို့ဟာထိုဆက်ပစ္စည်းနဲ့နိုဘာကော့အဖွဲ့ကိုအချက်ပြဖို့အတွက်အကာသစီသွားဖို့အကောင်ဆုံးပြလိုက်ကြပါတယ်။